က်ရှင်ခဲ့တော့ကျမကျမပြောချင်တာအထက်ကလူတွေအသက်ရှင်နေသေးတယ်အော်နေသေးတယ် walkie talkie နဲ့ပြောတော့ကလည်းသူတို့ရှိနေသေးတယ်အကုန်နေကြားနေရသေးတယ်ကျမတမီးလေးအချိန်နှောင်းတော့ခဲ့ပြီဆိုကျမမပြေစံကျမဒီတမီးနှစ်ယောက်ပဲရှိတာကျမထက်လည်းမမွေးနိုင်တော့ကျမအမျိုးသားလည်းအထက်ထဲမှာအထက်မှာလူတွေအသက်ရှင်တဲ့လူအများကြီးရှိသေးတယ်ဘယ်သူမှဘာမှမလုပ်ပေးကြအောင်အခုလည်းဟိုလူလာကြည့်ရဒီလူလာကြည့်ရကြည့်ပြီးလို့ရှိရင်ပြန်သွားကြတယ်အကုန်လုံးလုံးပြန်ပြီလုံးပြန်ပြီရဲ့ မြမသမိုင်းမှာအကြီးမားဆုံးနဲ့အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့မလီရင်ကြီးဟာ Richter scale 7.7ဒင်းအနဲ့မန္တလေးမြို့နဲ့အနီး6မိုင်ကိုဗဟုပြုပြီးလှုပ်ခတ်ခဲ့ပါတယ်။နောက်ဆုံးရသတင်းတွေကဒီဆုံးသူဟာ2928ရှိနေပြီလို့သိရပါတယ်။စပိုင်ဟာတမျိုးလုံးချိန်မှပျက်စီးသွားပြီးတော့ပုံစော်ရီနန်းနေတယ်လို့လည်းသိရပါတယ်။ မန္တလေးဟာလည်းငလီရင်ဘီးတာမတ်ကနောက်ဆက်တွဲအနေနဲ့မိဘီးပါသိငယ်ရပါတယ်။ငလီရင်ကျောင်းသစ်ဆုံးရုပ်လောင်းတွေများပြားလုံးလို့မန္တလေးကတကြိုဆက်တွေမနိုင်မနှင်းဖြစ်နေတယ်လို့သိရှိရပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလီရင်ကျောင်းလူသစ်ဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုအဆိုးရွားဆုံးဖြစ်တဲ့မန္တလေးမြို့ကတောင်အင်းမြောက်အင်းတုတ်တံနဲ့ကြာနီကန်တုတ်တံတွေမှာရုပ်လောင်းတွေယာနဲ့ချီပြီးနေစဉ်ကြိုနေရတာပါ။ မနေ့မတ်လ29ရက်နေ့ကတောင်အင်းမြောက်ရင်တုတ်တက်မှာရုပ်အလောင်း300ကျော်တကြိုခဲ့ရပြီးဒီကနေ့ဆိုရင်တော့မနေ့ပိုင်းမှာရင်အလောင်း100ကျော်တကြိုပြီးဖြစ်တယ်လို့နောက်ထပ်လည်းဖုန်ကြီးနဲ့လူအလောင်းတွေထက်ရောက်လာနေတယ်လို့အဲ့ဒီနေရာကိုရောက်ရှိနေသူကပြောပြပါဗျ။တကြိုဆက်အထဲမှာကောအပြင်ဘက်မှာပါအလောင်းတွေများလွန်းလာကြောင်းတချို့ဆိုရင်တုတ်တန်အနီးမှာပဲကို့အစီအစဉ်နဲ့ကို့တကြိုနေကြတယ်လို့သိရပါဗျ။ တချို့တွေဆိုမနိုင်တော့လို့လေတချို့ကျတော့တီးတက်အပြင်မှာကို့ဘောက်တကြိုးဓာတ်ကြီးရှိတယ်ပြီးတော့ဟိုဟိုမနိုင်တော့လို့အပြင်မှာတကြိုးတဲ့ဓာတ်ကြီးလည်းရှိတယ်ဟိုအဲ့မီးတကြိုးဇက်ကလည်းဟာတော်တော်လောပါတယ်ဗောနောနောက်ခါအဲ့ရမီးတကြိုးဇက်မီးတကြိုးဇက်လောက်တဲ့လူတွေကိုမေးတာမနေ့ကဆိုရင်ねအနည်းဆုံး300ကျော်ကိုတကြိုးရတယ်ဗောနောဒီနေ့ဆိုရင်တော့ဒါအခုကရင်ပဲ200ကျော်နေပြီဗောနောဒီဟိုအစောပိုင်းပဲရှိသေးတယ်ဗော200ကျော်နေပြီဆိုဆက်လာမယ်အနေထားမှာတော့ရှိသေးတယ်လို့ပြောတယ်အာအလောင်းတွေကတော့ကလေးတွေရောလူကြီးတွေရောဟိုတန်ဃာတော်တွေရောအမိန်ကလေးတွေရောအများကြီးဟိုများတယ်ဗောနော လာလာလာကြလာပြီးတချို့ကြတာစကောက်စီရဲ့မတ်လ29ရက်ည7:00နာရီအထိထုတ်ပြန်ချက်အရတည်ဆုံးသူအရေအတွက်ဟာ1600ကျော်အထိမြင့်တက်လာနေပါတယ်လက်ရှိအချိန်အထိလည်းမန္တလေးစကိုင်းနဲ့နေပြည်တော်တို့မှာတည်ဆုံးသူတွေနဲ့ပြိမှုသူတွေရှိနေစေဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးပါဦးနိုင်ငံတကာအကူအညီတွေနဲ့ Belarus, Thailand, Malaysia, Singapore, India, Russia China Vietnam နိုင်ငံတို့ဟာလည်းရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။နေပြည်တော်မှာတော့စစ်ကောင်စီတပ်သားတွေကကွင်းကြီးကေစရေးတွေမှာပါဝင်နေပြီးမဲ့မန္တလေးစခိုင်းနဲ့တခြားမြို့တွေမှာတော့အရက်ဖက်အဖွဲ့အစည်းတွေကလည်းအထူးကဥဆောင်ပါဝင်နေရပါတယ်။ မထုံးရှင်နာဂင်ဘုံနိုင်မှာနိုင်ငံတကာအကူအညီတွေကလည်းအများကြီးမြန်မာနိုင်ငံအတွေ့ရောက်လာခဲ့ပေမဲ့တခေပြည်သူတွေလက်ထက်ရောက်တာကနည်းနည်းစစ်တပ်ကလူတွေခိုးပြီးစီထဲမှာရောင်းစားတာကများများဖြစ်ခဲ့တာကတော့ကျွန်တော်တို့ကိုယ်တိုင်ကြုံပြီးခဲ့ရတဲ့အရှိတရားပါဘသူမှငင်းလို့မရပါဘူး။ဒါကြောင့်မလို့ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ကလည်း2008ခုနှစ်ကာလတွေမှာမြန်မာနိုင်ငံမှာကြုံတွေ့ရတဲ့နာဂင်ဘုံနိုင်ကြောင့်တီတူတွေအတွက်လက်ခံရရှိတဲ့နိုင်ငံတကာအကူအညီများဟာစစ်အုပ်စုက ၎င်းတို့ရဲ့အကျိုးစီးပွားအတွက်အသုံးချသွားခဲ့တာတပိုင်းကြောင့်ရှိတာကြောင့်မို့လို့အခုငလီရင်တန်ခံရတဲ့ပြည်သူတွေအတွက်ပေးအပ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုလည်းစစ်တပ်ကအခွင့်အရေးယူပြီးတော့နိုင်ငံရေးအမျက်ထုတ်မှုမရှိစေရန်အနီးကပ်အကဲဖြတ်စောင့်ကြည့်လုပ်ငန်းစဉ်များကိုထယ်သွင်းရန်တိုက်တွန်းထားပါတယ်ဆိုပြီးတော့ကြေညာချက်ထုတ်လိုက်ပါတယ် ထိုင်ဝမ်ကကေစီအဖွဲ့တွေကလည်းမြန်မာပြည်သူလူထုတွေကိုကူညီဖို့ရောက်ရှိလေလာခဲ့ကြပေမဲ့စစ်ကောင်စီဟာတရုတ်အစိုးရရဲ့အညွန်ညီမှုကိုခံရမှာကြောက်တာကြောင့်ပြန်ပြီးတော့နှင်လွတ်ခဲ့ပါတယ်။တဖက်က NUG အစိုးရအနေနဲ့ကတော့မလျင်လွတ်ပြီးနိုင်ရီပိုင်းအထွန်းမှာပဲမလျင်နဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တွေကိုထုတ်ပြန်ထားနိုင်ပြီဖြစ်သလိုနောက်ဆက်တွဲဖြစ်ပေါ်လာတဲ့တဲ့ငလီများကိုကျူတင်ကာကွယ်ရှောင်ရှားနိုင်ရန်အတွက်ပြည်သူလူထုကိုလိုအပ်တဲ့ တတိပင်းမှုတွေငှူးဆုံမှုတွေကိုအချိန်နဲ့တပြေးကြီးလုဆောင်နိုင်အောင်တွေးရပါတယ် PDF တင်တဲ့ပကဖာအဖွဲ့ဝင်တွေကလည်းအချင်းနဲ့တပြင်းညီနလင်းဘေးသင့်ဒေတာတွေကိုရောက်ရှိလာပြီးတော့ကုညီတေစရေးတွေကိုအင်တိုင်းအားတိုင်းလုပ်နေခဲ့တာပါ။ NGO အစိုးရအနေနဲ့မလင်းဘေးသင့်တည်သူတွေကိုထောက်ထားစာနာတော့အပြင် ၎င်းတို့ရဲ့ထူးစစ်တီကိုနှစ်ပတ်ကြာရန်နာထားမယ်လို့ကြေညာခဲ့တဲ့အပြင်စစ်ကောင်စီရဲ့စုမှုနေမြေတွေမှာလည်းလုံခြုံရေးအာမခံချက်ပေးနိုင်မှာက CDM ဆရာဝန်များကိုလွှတ်ပြီးတော့ကြမ်းမာရေးစောင့်ရှောက်မှုတွေပေးဖို့လည်းကြေညာခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့နိုင်ငံအဖွဲ့ပုံကျဲမှုတွေစက်တိုက်ပြုလုပ်နေပါတယ်။ MNDEE အဖွဲ့အနေနဲ့နိုင်ငံရေးစည်ရီတွေကိုခိတဘေးဖယ်ထားပြီးငလျင်ဘေးလင်ပြည်သူတွေကိုကူညီကယ်ဆယ်ဖို့ကမ်းလှမ်းချက်ကို စစ်ကောင်စီကပယ်ချခဲ့ပါတယ်တီတူအစိုးရလက်ထက်မှာတော့အခုလိုမျိုးတဘောဝဘေးအန္တရာယ်တွေကျုံးလာရင်3,450ဘီလီယံကျပ်ငွေကိုသီးသန့် ရမုံဝင်အနေနဲ့ဖယ်ထုတ်ထားပြီးမယ်စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့အချိန်မှာတော့စစ်ကောင်ဆောင်မဲအောင်လိုင်ကဒီငွေကြီးတွေကိုမလူအပ်ဘူးငွေတွေကအလကားအိတ်နေတယ်ဒီငွေတွေကိုတဘောဝဘေးဒီမှာသုံးမယ်အစတခြားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေမှာသုံးမယ်ဆိုပြီးထုတ်ယူသုံးဆွဲခဲ့ပါတယ်နိုင်ငံစီးပွားရေးဟာလည်းမတိုးတက်တဲ့အချိန်ပူပြီးတော့ဆွံ့ယုတ်လာသလိုခုလိုမျိုးတဘောဝဘေးအန္တရာယ်တွေကြုံတွေ့လာတဲ့အချိန်မှာလည်းဒီတူရဲ့အထွတ်ထိထိရရအသုံးပြုနိုင်တဲ့စွမ်းအားအရင်းအမြစ်တွေမရှိတာကိုတွေ့ရပါတယ် ကမ္ဘာသတင်းမီဒီယာတွေမှာခိုင်းနိုင်ငံကအထက်30တိုက်ပြူချမ်းမှုဟာလွှမ်းမိုးနေပြီးမြန်မာပြည်ကမလင်းတန်းခံရတဲ့ပြည်သူတွေရဲ့သတင်းတွေဟာဖုံးနေပါတယ်။နိုင်ငံတကာမီဒီယာတွေအနေနဲ့မြန်မာနိုင်ငံလေးကိုသတင်းလာယူဖို့ကန့်နှံ့ထားပြီးမဲစစ်ကောင်စီကတော့ညှင်းပယ်ထားပါတယ်။ဟာလှုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ဒီကျွန်တော်တို့မီဒီယာများကနိုင်ငံခြားသတင်းတောက်များလာဖို့ခွင့်တောင်းတာရှိပါတယ်။နိုင်ငံခြားသတင်းတောက်များအနေနဲ့ဒီကိုရောက်လာရင်လည်းကျွန်တော်တို့ တဲစရာနေစရာအဆင်မပြေပါဘူးခင်ဗျဒီဟိုတယ်တော်တော်များများလည်းထိခိုက်ထားတာရှိတယ်ဒါအပြင်ကျွန်တော်တို့ဒီလျှက်စင်ပြီးလည်းတော်တော်များများနေရာမှာမရရှိသေးဘူးရေနဲ့ပတ်သက်ပြီးလည်းအခက်အခဲရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအားလုံးကလည်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ဒါလှုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်တိုင်းဒေသကြီးပြည်နယ် တာဝန်ရှိသူတွေမျိုးနဲ့တာဝန်ရှိသူဆရာဦးမရွက်ကြေးရွာတာဝန်ရှိသူရာဆာသူတို့အိုးအိမ်သူတို့ပြစ်ပြီးကုညီကယ်ဆေးလုပ်နေရတာဖြစ်ပါတယ်အကုန်လုံးကဒီပေါ်မှာပဲအာယုံဆိုင်လုပ်နေတာဖြစ်တဲ့အကြောင်းမလို့ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ဘုနော်လာတာနေတာတဲတာခိုးတာထိုင်တာသွားတာလာတာအဆင်မပြေနိုင်ပါဘူးဒါလေးတော့အလုံးသိရှိအောင်သိရှိထားစေလိုပါ နိုင်ငံတကာသတင်းမီဒီယာတွေလာမယ့်ကိစ္စကိုဒီလောက်လေးမှတောင်းဝန်မယူနိုင်ဘူးဆိုရင် စစ်ကောင်စီအနေနဲ့မြန်မာနိုင်ငံကိုအုပ်ချုပ်ဖို့အတွက်အရေးအချင်းမပြည့်မီဘူးဆိုတာသိတာပါတယ်။ဒါပေမဲ့ဒါကစစ်ကောင်စီရဲ့အကြောင်းကြားချက်တစ်ခုသက်သက်ဖြစ်ပြီးတော့တကယ်တကယ်မှနိုင်ငံတကာကအကူအညီတွေထောက်ပံ့ငွေတွေကိုပြည်သူ့အခွင့်အရေးကနေခိုးစားဖို့အတွက်ညှဉ်းဆဲနေတယ်လို့လည်းယူဆနိုင်ပါတယ်။ပြည်သူအစိုးရလက်ထက်မှာလည်းတဘာဝဘီအန်ဒီရဲ့အမျိုးမျိုးကိုခြုံပြီးခင်ရပြီမဲ့ နိုင်ငံတော်အကြီးအကဲတွေဟာပြည်သူနဲ့တသားတည်းရက်တည်ပြီးငေးခင်မှာလဲအစိုးရနဲ့တည်သူဟိုက်ကြိုက်နေနေနဲ့ကုညီကယ်ဆယ်ရေးတွေကိုအချိန်နဲ့တပြေးညီလှုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ရပါတယ်ဘယ်အနေအချိန်မီဖြစ်နေဖြစ်နေတာကိုကျွန်တော်တို့ရေးပေါ်တုံ့ပြန်မှုဆိုတာကျွန်တော်တို့ရန်ကုန်မှာချပေးတာဘာဘာဘေးအန္တရာယ်ကျဲရန်ကုန်မှာကျွန်တော်တိုင်းနယ်တိုင်းမှာရှိကျွန်တော်မှလည်းရှိအဲ့တော့ကျွန်တော်ကကျွန်တော်ချပေးတဲ့ငွေတွေကို ျွန်တော်28မြို့နယ်ကိုတစ်ခါတည်းခွဲပြီးသားနော်တင်းဆုံးကစီပြေးတယ်တော့နော်ဓာတ်စီ3ဟာဂါလန်3ဟာစီပြေးပြီးသားမိုးကြိုးပြစ်ပြီးလေးတိုက်တိုက်အမိုးလန်လန်အဲ့လားလေအကုန်လုံးတန်းနိုင်တယ်မြတ်ဗာလဲ quick response ရပါပါဘေးကနေကြုံမှာအချိန်မျိုးကြုံအဲ့ဒါကိုပြန်တုံ့ပြန်နိုင်ချက်ချင်းတုံ့ပြန်နိုင်တဲ့အရည်အသွေးရှိအောင်ကျွန်တော်တို့ဘက်ကလုပ်တယ်အဲ့တော့အဲ့လိုလုတ်ထားတဲ့အခါကျတော့ဒီမှာကျွန်တော်တို့ဒါဖြစ်ပြီဆိုတဲ့ကိုကကျွန်တော် team ကချက်ချင်းလုတ်တာပဲ မရင်းငယ်ဘေးအကြောင်းပြကခိုင်နှင်းမွေနာမည်ကိုတုံးပြီးတော့လင်းညာအယူခံနေတာတွေလည်းတွေ့ရပါတယ်။တရားကြီးငလျင်ရှုံဆူနာမီဖြစ်တော့မယ်ဆိုတဲ့သတင်းတူတွေကလည်းပြန့်နေပါတယ်။တောင်ဟုန်နဲ့ကြောက်ဆက်အနီးမှာအနီးရောင်အဆင့်ငလျင်ကြီးထက်လို့မယ်ဆိုပြီးတော့လည်းသတင်းမှားတွေချန့်နေရပါ။အွန်လိုင်းမှာပြန့်နေတဲ့ဒီကလင်းငယ်ပုံဟာလည်းသတင်းအမှားဖြစ်နေခဲ့ပါတယ်။ စခိုင်းကူ KZE တွားတဲ့ရေနှန်းကမြင်းမြူနာမှာမိုင်းဆွဲခံရတယ်ဆိုတာတဲ့တရင်ဟာမှားပါရည်ရွယ်ချက်ရှိရှိဖြန့်ထားတဲ့တရင်မှာမြန်မာပြည်ကြီးဟာတပောင်ဝဘေးအန္တရာယ်တွေအမျိုးမျိုးကြုံတွေ့သေးရတာနှစ်အတော်ကြာခဲ့ပါပြီအနာဂတ်ကာလတွေမှာတော့တပောင်ဝဘေးအန္တရာယ်အမျိုးမျိုးကင်မင်းစုမင်းညစ်တို့ရဲ့ဘေးအန္တရာယ်ကပါကျော်လွှားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပန်တာကလစ်ထားပါ